ဆိုင်ဆုံးမင်္ဂလာညရှမ်းပါရှင်2025ခုနှစ်စက်တင်ဘာလ26ရက်ဒီနေ့တောက်ကြနေညာရှနိအတန်ရဲ့ပေါက်ကက်အစီအစဉ်တွေကိုတင်ဆက်ပေးပါတော့မယ်ရှင်ဒီနေ့ညအတွက်ရှနိဒေတာနဲ့ပြည်တွင်းပြပါကသတင်းတွေကိုစုစည်းနှဆင်သွားကြမှာဖြစ်ပါတယ်မမောင်မျိုးကနေစစ်ပေးဆောင်1500ဝန်းကျင်စစ်ပေးသိမ်းဆောင်နေရတဲ့အကြောင်းတိုက်ပွဲဖြစ်ပွားနေတဲ့နားအိုက်ခန့်ရွာကဦးစင်းတပါအပါဝင်အယက်သား၄ဦးတပ်ပြတ်ခံရတဲ့တည်င်း ရုရှားအကူအညီနဲ့ပြည်တွင်းမှာနျူကလ িয়ার ဆက်ယုံတိစောက်နိုင်ရေးစီစဉ်နေတယ်လို့ဆိုတဲ့အကြောင်းနဲ့ကန်ဒေါ်လာ14ဘီလီယံတန်ဖိုးဖြင့်တစ်တော့ရောင်းချမှုအစဉ်တင်ဖြစ်ပြီလို့ထရန့်ဆိုတဲ့တဲ့င်းတွေကို နားဆင်သွားကြမှာပါရှင် မောင်မြို့ကဒေသခံ1500ဝန်းကျင်စစ်ပေးတင်းချောင်နေရတဲ့တရင်ကိုပြောပြပေးပါမယ်။မောင်မြို့မှာမြို့ဒိန်းတိုက်ပွဲပြီးတဲ့နောက်ဒေသခံ1500ကျော်ဟာစစ်ပေးတင်းချောင်နေကြရတယ်လို့စစ်ပေးဆောင်ကုညီနေသူတွေထံကနေသိရပါဗျာ။ဒါလည်းလို့ရှင်ဘုံနဲ့ဘင်းဘုံကဘင်းဘုံပါတော့ဘင်းဘုံတို့ဘင်းဘုံကတော့နည်းနည်းညာနေတယ်ကျောင်းကဘင်းကုန်းရဲ့ရှိကုန်းရဲ့ပဲဆေးဆောင်စကားကစာတင်ကျောင်းသားမှာစာတင်ကျောင်းဟာဆောင် ပတ်စုံခမ်းမမှာသူကလိုရပါလားဆိုတော့ရှိဟုံးမှာပတ်စုံခမ်းမရှိတယ်။ဟုတ်တယ်စာပြင်းရောက်ဖို့နဲ့ပါတယ်ပတ်စုံဟုတ်တယ်။ဘင်းကုန်းမှာစာပြင်းရောက်ဖို့ကြောင်းပါလေ။ဒီဟာတမင်းဒီပါလေစာပြင်းရောက်လို့ခင်းကတော့ကောက်ဖို့စီစာစာရောက်တယ်။ဒါစားရင်မှမပြေရ ချင်းကတော့မပြီးတော့ဘူးစပေးဆောင်တွေရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့စပေးဆောင်တူကတော့အခုလိုပြောပြပါဗျ။ဗမောက်မြို့ကစပေးဆောင်တွေအတွက်အရှိကုန်းစတင်ကြောင်းမှာရှိတဲ့ပတ်စုံခမနဲ့မင်းကုန်းကြီးရွာကစတင်ကြောင်းတွေမှာနေရာချထားပြီးအခြေခံစားတောက်ရေးအတွက်ရဲရွာနဲ့ SNA တို့ကထောက်ပံ့ပေးထားတယ်လို့လည်းသိရပါဗျ။စပေးဆောင်တွေဟာမြို့ပေါ်ရက်ွက်တွေဖြစ်တဲ့မြို့မမြနန္ဒာလွှစင်ကုန်းစတဲ့ရက်ွက်တွေအပြင်အောင်တာကုန်းခမိုးရွှေချောင်းစတဲ့ကျွရကဒေသခံတွေလည်းပါဝင်တယ်လို့သိရပါဗျ။ မြို့တိန်တိုက်ပွဲကြောင်းစစ်ပေးရှောင်ရချင်းတပတ်နီးပါးကြာမြင့်လာချိန်မှာတော့ဒေတာခန်တချို့ကစစ်ပေးရှောင်စခန်းတွေအပြင်နီးဆက်ရာဆွေမျိုးတွေစီမှာလည်းတိန်ရှောင်နေကြတယ်လို့လည်းဆိုပါရယ်ဒေတာခန်တချို့ကမြို့တိန်တိုက်ပွဲပြီးတဲ့နောက်မြို့ထဲကိုပြန်ဝင်လဲဝင်ရောက်လို့ကြပြီမဲ့စီရေးတင်မှမှုနဲ့စိတ်ချရတဲ့အခြေအနေတွေမရှိသေးတာကြောင့်ဆက်လက်တိန်ရှောင်နေရတဲ့အခြေအနေလို့လည်းဒေတာခန်တွေကပြောပါရယ် ဗမောက်မြို့နယ်မိုင်အင်းငယ်အကွာမှာတော့မြို့ပေါ်ကနေတက်ဆုတ်ခဲ့တဲ့ရှမ်းပြည်မြို့သားများတက်မတော် SNA နဲ့ KAPD ရဲ့ပူးပေါင်းတပ်ဖွဲ့တို့ကြားစစ်ရေးတင်းမာမှုတွေဟာဒီနေ့အထိဆက်လက်ရှိနေဆဲဖြစ်တယ်လို့သိရပါဗျ။ဒီနေ့တော့ပင်ဟင်းကားဘက်မှာ KAPD ရဲ့ဘက်ကရှော့တိုက်တုံးနဲ့ပစ်ခတ်ခဲ့တာရှိပါတယ်။ဒီမနက်နေအိမ်တွေထိခိုက်သွားတာတွေရှိတယ်။အမှုအနေငယ်ပွင့်ထားတယ်။တိုက်ပွဲကတော့ငြိမ်နေတယ်လို့ပျက်စီးသွားတဲ့နေအိမ်နဲ့နှိဆက်သူတို့ကပြောပြပါဗျ။ မောက်မြို့ကိုတော့ NUG ရဲ့အမတ်တစ်စစ်တေတာကမြို့တိုင်းတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီးဂိမ်းအပါဝင်ဗမောက် Indo PDF တွေနဲ့စကိုင်းတိုင်းအတွင်းက PDF ပူးပေါင်းတပ်ဖွဲ့တွေပါဝင်တိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်ရုရှားအကူအညီနဲ့ပြည်တွင်းမှာနျူကလ িয়ার ဆက်ယုံတိစောက်နိုင်ရေးစီစဉ်နေတယ်လို့ဆိုတဲ့အကြောင်းကိုပြောပြပေးတော့မှာပါ စစ်ကော်မရှင်ကမြန်မာမှာနျူကလ িয়ার စက်ရုံအသေးစားတည်ဆောက်နိုင်ရဲ့အတွက်ရုရှားကုမ္ပဏီရူဆတ်တွန်ရဲ့အကူအညီများဖြင့်ကနဦးစီစဉ်အကောင့်အထက်ဖော်နေကြောင်းကမ္ဘာနှုမျိုးတည်င်းပတ်ဖိုရမ်2025မှာစစ်ကော်မရှင်ဥက္ကဋ္ဌမင်းအွန်လိုင်းကပြောခဲ့ပါတယ်။ အငယ်စားလျက်စစ်တပ်အပိစက်ယုံတိဆောက်နိုင်ဖို့အတွက်ကိုလိုအပ်တဲ့နျူကလ িয়ার ရှေခန်းဆောက်အုံလှုပ်တာနဲ့လုပ်ငန်းလိုအပ်ချက်အတီးတီးတို့ကိုရုရှားမှဆက်လက်ပူးပေါင်းကူညီပေးစီလိုတယ်လို့ဆိုပါတယ်ပြည်တွင်းမှာလျက်စစ်စွမ်းအားလိုအပ်ချက်မြင့်မားနေမှုကို ဖြစ်တင်းနိုင်ဖို့ဆောင်ရွက်နေသလိုဒီနျူကလ িয়ার နည်းပညာနဲ့ကျန်းမာရေးစိုက်ပျိုးရေးနဲ့စက်မှုကန်တာများမှာအသုံးချတော့မှာဖြစ်ကြောင်း၎င်းကပြောပါတယ် တာကြောင့်လုပ်ငန်းမှတ်တိုင်၃ခု လုပ်ငန်းအဆင့်၃ခုတို့ဖြင့်နျူကလ িয়ার စွမ်းအင် အစီအစဉ်ကို ဖော်ဆောင်ပြုလုပ်နေကြောင်းသိရပါတယ်။မြန်မာမှာ၂၀၂၂ခုနှစ်ကစပြီးရုရှားနိုင်ငံအနုမြူစွမ်းအင် ကော်ပိုရေးရှင်းရူဆတ်တိုနဲ့ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာရှင်လာလက်မှတ်ရေးထိုးခဲ့ပြီး၂၀၂၃ခုနှစ်မှာနျူကလ িয়ার နည်းပညာတည်င်းအချက်အလက်စင်တာကိုရန်ကုန်မှာဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမတ်လ၄ရက်နေ့ကမော်စကိုမြို့ကရင်မရင်နန်းတော်မှာရုရှားတပ်မတပူတင်နဲ့ပူချုမူဂျီမင်းအွန်လိုင်းတို့တွေ့ဆုံပြီးနောက်မြန်မာနိုင်ငံမှာအသေးစားနျူကလ িয়ার တပ်အားဖြင့်စက်ရုံတည်ဆောက်ဖို့ယင်းနှစ်မြုံနံမှုမြင့်တင်ရေးနဲ့အကာအကွယ်ပေးရေးဆိုင်ရာအပါအဝင်အဆက်ဆက်ချက်ကိုသဘောတူခဲ့ကြပါတယ်။ ရုရှားနိုင်ငံမော်စကိုမြို့မှာနျူကလ িয়ার စစ်မှုလုပ်ငန်းရဲ့ည80ပြည့်အထိမ်းအမှတ်ပွဲကမ္ဘာအနုမျိုးတည်င်းပတ်ဖိုရမ်2025ကိုယခုစက်တင်ဘာ25ရက်နေ့ကနေ28ရက်နေ့အထိကျင်းပနေပြီးနိုင်ငံပေါင်း105နိုင်ငံတက်ရောက်နေကြတာလည်းဖြစ်ပါတယ်ရှင်။ တိုက်ပွဲပြင်းထန်နေတဲ့နာအိုက်ခန့်ရွာကဦးစင်တပံအပါဝင်အယက်တာလေးဦးတက်ပြတ်ခံရတဲ့တဲ့တင်ကိုပြောပြပေးပါမယ်။ရှမ်းပြည်မြောက်ပိုင်းမှာစစ်တပ်နဲ့ထအောင်တပ် TNN တို့ကမှတိုက်ပွဲပြင်းထန်နေတဲ့ကြောက်မဲမြို့နယ်နာအိုက်ခန့်ရွာမှာဦးစင်တပံအပါဝင်အယက်တာလေးဦးတက်ပြတ်ခံခဲ့ရတယ်လို့ရှမ်းကျောင်းသားများတမကအဖွဲ့ DSU ကဒီနေ့မှတဲ့တင်ထုတ်ပြန်လာပါတယ်။နာအိုက်ခန့်ကြီးရွာကဒေသခံအားလုံးဟာတိုက်ပွဲကြောင့်စစ်ပီးတိန်ရှောင်တွားခဲ့ကြရပြီးဖုံးတော်ကြီးကြောင့်မှာ ကျမ်းမာရေးမကောင်းတဲ့တန်ခါတစ်ပါးကိုပြုစုဖို့ကြံရည်ခဲ့တဲ့ဥစဉ်တစ်ပါးကကနဦးပြစ်တက်ခံခဲ့ရတာလို့ဆိုပါရဲအဲ့ဒီနောက်ပိုင်းမှာအဲ့ဒီနောက်ပိုင်းမှာတော့ဘုန်းကြီးကျောင်းနဲ့မလမ်းမကမ်းမှာရှိနေတဲ့လက်တဲထဲမှာစစ်ပီးတင်းရှောင်နေတဲ့မီတာစုတစ်ခုထပ်မံတက်ပြတ်ခံခဲ့ရတာလို့ဆိုပါရဲ အဲ့ဒီလက်ထဲမှာတင်းချောင်နေတဲ့မိသားစု၃ဦးမှာမိခင်ဖြစ်သူနဲ့တားငယ်ဖြစ်သူတွေကိုစစ်တပ်ကနေရာမှာတင်ပစ်တက်ပြီးအသက်မပြည့်တဲ့တမိဖြစ်သူကိုတော့အထမံပြုကျင့်ပြီးတပ်ဖြတ်ခဲ့တာဖြစ်တယ်လို့ DSA ကထုတ်ပြန်ထားပါတယ်။အဲ့ဒီမိသားစု၃ဦးနေထိုင်ခဲ့တဲ့လက်ထဲထဲမှာတော့စစ်ကောင်စီတပ်ရဲ့ယူနီဖောင်းတွေကျန်ရှိခဲ့တာတွေတွေ့ရှိရတယ်လို့လည်းထုတ်ပြန်ချက်ထဲမှာပြောဆိုထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ကော်မရှင်နဲ့ပူးပေါင်းချက်မပြုဘဲအရေးယူဖို့ DSU ကနိုင်ငံတကာအဖွဲ့အစည်းတွေကိုတောင်းဆိုထားပါတယ်။ နိုင်ခန့်ကျွာနီတဝိုက်မှာတိုက်ပွဲတွေဟာဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးကြောင်မဲမြို့ကိုစစ်တပ်ကပြန်လည်ရယူဖို့အပြင်းထန်တိုက်ခိုက်နေတာလို့လည်းဒေတာခဏိကပြောပါတယ်။ကြောင်မဲမြို့နယ်ကိုပြီးခဲ့တဲ့အောက်တိုဘာလမှာစတင်ပြီးစစ်တပ်ကတံပြန်ထိုးစစ်တွေပြုလုပ်နေတာဖြစ်ပြီးတော့နောင်ပိန်တိုက်နယ်ကိုပြန်လည်တိမ့်ပိုက်ထားခဲ့ပြီလည်းဖြစ်ပါတယ်။ကန်တိုလာ14ပီရီယန်တန်ဖိုးဖြစ်တည်တော်ရောင်းရှမှု အစင်တင်ဖြစ်ပြီးလို့ထရန့်ဆိုတဲ့အကြောင်းကိုပြောပြပြီးတော့မှာပါ။ တရုတ်ပိုင်တစ်တော်ရဲ့အမေရိကန်မှာရှိတဲ့လုပ်ငန်းများကိုအမေရိကန်နဲ့ကမ္ဘာလုံးဆိုင်ရာယင်းနှိမ့်မြုံနံတူတွေထံရောင်းချဖို့အစီအစဉ်ဟာ2024ခုနှစ်အမျိုးသားလုံခြုံရေးလိုအပ်ချက်တွေကိုဖြည့်ရှင်းပေးမယ်လို့သမ္မတတော်နယ်ထရန်ကစက်တင်ဘာ25မှာလက်မှတ်ရေးထိုးလိုက်ပါတယ်။ အမေရိကန်ကုမ္ပဏီအတစ်ကဒေါ်လာ14ဘီလီယံခန့်တန်ကြေးရှိမှဖြစ်ကြောင်းဒုတိယဥက္ကဋ္ဌ JD Vanga ဆိုပြီးသုံးတပ်တူတရှိုးရဲ့ခက်မှန်းချက်ထက်များစွာနိုင်ကြတဲ့ဈေးနဲ့သတ်မှတ်ထားတာဖြစ်ပါတဲ့တရုတ်ဘက်ရှမ်းမှာခုခံမှုအရှုံးရှိခဲ့ပေမဲ့ကျွန်တော်တို့ပြီးမြောက်စီရှင်တဲ့အခြေခံအချက်ကတော့ TikTok လဲပတ်မှုကိုဆက်ထိန်းထားရှင်ခဲ့တာပါဒါပေမဲ့ဥပဒေအရလိုအပ်သလိုအမေရိကန်တို့ရဲ့ အဆက်လက်ကိုရစ်ကိုတာကိုလည်းကကွယ်ထားဖို့တေချာရှင်းပါတယ်လို့ဖန်က over office တင်းစာရှင်းလင်းပွဲမှာတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။အင်ဖြူတော်ကဒေါ်လာ14ဘီလီယံတန်ကျေးပလိုရလာတယ်ဆိုတာကိုတော့ပြောဆိုဆွေးနွေးခဲ့ရှင်းမရှိပါဘူး။တရုတ်တမတာရှိဂျင်းဖင်က အဆိုပါအစီအစဉ်များကိုအတိပြုခဲ့ကြောင်းထရမ့်ကပြောပါတယ်။ကျွန်တော်တမတာရှိနဲ့စကားပြောခဲ့ပါတယ်လို့ထရမ့်ကဆိုပါတယ်။ ဝါရှင်တန်မှာရှိတဲ့တရုတ်တန်ရုံးကိုမတ်ဆက်ပေးဖို့တောင်းဆိုချက်ကိုဆက်ရှင်တုံပြန်ရှင်မရှိပါဘူး။ဒါအပြင် TikTok ဟာတမ်တာထရန်ရဲ့အခုလိုလောက်ရအပေါ်ဆက်ရှင်မတ်ဆက်မပေးပါဘူး။ထရမ်ဟာပြီးခဲ့တဲ့နှစ်ကပြန်လည်အရွေးခံဖို့အကူအညီတွေဖြစ်စေခဲ့တဲ့ US အသုံးပြုသူတန်း190ရှိတဲ့ TikTok အားရှိကျူးခဲ့ပါတဲ့ Binance တီ TikTok ရဲ့ US လုပ်ငန်းများကိုပြန်လည်ဖွဲ့စည်းခြင်းရဲ့သစိတ်တစ်ပိုင်းအဖြစ်အမေရိကန်ကုမ္ပဏီအသစ်တစ်ခုကိုတည်ထောင်သွားမှာဖြစ်ကြောင်းတရုတ်မီဒီယာ Lexpo တတင်းရင်းမြစ်ကိုကိုးကားပြီးဖော်ပြခဲ့ပါတယ်ရှင်။စစ်ပေးဆောင်တွင်မဖြစ်မနေနေရကိုပြန်တွားကြရမယ်ဆိုရင်မြေမြုံမိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေအန်ဒီယရီအတွက်လိုက်နာတတိထားရမယ်အကြောင်းကိုပညာရှင်တအူးကတတိပေးပြောဆိုထားမှုကိုနားဆင်ကြရမှာပါ။ မဖြစ်မနေပြန်ရမယ်ပေါ့နော်ဆိုလို့ရှိတော့ကျွန်တော်တို့အနေနဲ့ခုနကျွန်တော်ပြောပြီးတလူမျိုးပေါ့နော်ဒီအာကိုယ့်ရဲ့ area မှာရှိတဲ့ဟိုမိုင်းအရှင်းလင်းနိုင်ပြတဲ့အခွင့်တခုခုဒါမှမဟုတ်ဆိုလို့ရှိတော့ခုနကျွန်တော်ပြောတဲ့အာတချို့ရွာတွေကျွန်တော်တို့တွေ့ဖူးတဲ့ဟာတွေရှိတယ်ပေါ့နော်တချို့မျိုးတွေပေါ့နော်အဲဆိုတော့သူကအာ ပတ်စံလေးတွေသူတို့စုကြတယ်သူတို့ကဒီအကူအညီလေးတွေတချို့အလူရှင်လေးတွေသူတို့စုပြီးတော့မှသူတို့ကလာမကြီးရေးရေးဘေးမှာလဲဆိုတန့်ရှင်းရေးပြန်ပြန်ထည့်တာပေါ့နောက်နောက်ပြီးတော့မှကိုယ့်ရဲ့ခြံပွဲလေးတွေမှာဆိုလို့ရှိရင်ထုံဆက်နဲ့ခောက်ခောက်ခါခါသူတို့နေတယ်သူတို့ကထုံဆက်နဲ့သူတို့ကထည့်တယ်ပေါ့နော်ထည့်ပြီးတော့မှ အာသူတို့ဟာရှင်နေရေးတွေသူတို့လောက်ကြတော့ပေါ့နော်ဒါပေမဲ့ဒီထည့်ပြီးတဲ့နောက်မှာလည်းပဲအဲထည့်ပြီးတဲ့နေရာမှာပဲတချို့ရွာသားတွေမိုင်းပြန်နေမိတာကျွန်တော်တွေ့ရသေးတယ်ပေါ့နော်ဒါပေမဲ့ခုနကကျွန်တော်ပြောသလိုမျိုးဆိုလို့ရှိဖြစ်နေတော့လောဟမပြန်စေချင်ပါဘူးဒါပေမဲ့မဖြစ်မနေပြန်ရတော့မယ်ဆိုလို့ရှိအနီလန်းတွေသူတို့တော့အတော်ပြီးတော့မှသူတို့ဒီအာဒါဒီထည့်ပြီးသားပဲဆိုပေမဲ့လည်းမူမဲ့အမမဲ့မနေပဲနဲ့ပေါ့နော်ဒါကိုကျွန်တော်အာလော့ခရီးဒီဇိုင်းနဲ့နေကြမယ်ဆိုလို့ရှိတော့ကျွန်တော်အာအန်ဒရေကိုလေကျွန်တော်တို့နည်းနည်းကလေးပို့ပြီးတော့မှရှော့ချမယ်မယ်လို့တော့ကျွန်တော် 啊，明年吧。 ရှနိအတန်ရဲ့ pocket အစီအစဉ်တွေကို ရှနိပါရာနဲ့မြန်မာပါရာပါရာနှမျိုးတင်ဆက်ပေးနေပါရရှင် ရှနိအတန်ရဲ့တည်တင်းဆောင်းပါတွေကို www.shanipoint.com နဲ့ www.facebook.com/thepoyoshani စာမျက်နှာတွေမှာတွားရောက်နားဆင်လို့ရနေပါပြီဒါအပြင် ရှနိတိုင်းဒါတို့ရဲ့ရိုးရာရင်ကျေးမှုများ လူနေမှုဘဝလူမှုရေးစီးပွားရေးကိစ္စရပ်များကို ဆောင်းပါများ short video များအနေဖြင့်ရှနိအတန်ရဲ့ re YouTube channel, Telegram channel တို့မှာလည်းကြည့်ရှုနိုင်ပါတယ်ရှင်။အခုလိုနားဆင်အားပေးခဲ့ကြတဲ့အတွက် ရှင်နီအတန်ဝိုင်းတော်တာတွေကအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပါကျမ်းမာရှင်းနာကြပါစေရှင်။ငင်ဆုံတေယောခါဆောက်